ဆက်ပြီးတော့ဒီဝေဟင်စိုးမိုးစီဝဆိုးကမ်ပိန်းနဲ့ပတ်သက်ပြီးတော့ဒီဝေဟင်မှာပြုလုပ်နေတဲ့စစ်စင်ရေးအကြောင်းလေးကိုမျှဝေပေးဖို့အတွက်ဧည့်သည်တအူကိုဖိတ်ခေါ်ကြပါတယ်။ကုတူရာပါကုတူရာကိုဖိတ်ခေါ်ကြပါတယ်။ကုတူရာရေမင်္ဂလာပါရှင်။ KMA ရေမင်္ဂလာပါဗျာ။ဟုတ်ကဲ့ပါအာဒါကိုဒိုရာရဲ့နာမည်အပြည့်စုံလေးရယ်ပြီးတော့ကိုဒိုရာအနေနဲ့ကတာဝန်ယူထားတဲ့အဖွဲ့အစည်းလေးအကြောင်းနဲ့ဒီ live ကိုကြည့်ပေးနေတဲ့မိဘပြည်သူတွေကိုမိတ်ဆက်ပေးပါအောင်ရှင့် အာဟုတ်ကဲ့ပါဗျာအားလုံးပဲမင်္ဂလာပါဗျာတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကတော့တနင်္သာရီတိုင်းဒေသကြီးတိုင်းစစ်ဌာနလက်ရုပ်တိုးတက်ဖွဲ့အာမန်း၁၈၄ဒုတက်ရင်ဒိုဘစကွာရဲ့2တာဝန်ခံရဲဘော်ဒူရာပဲဖြစ်ပါတယ်ဗျအားလုံးပဲတွေ့ရတာဝမ်းသာပါတယ်နောက်ပြီးတော့ကျွန်တော်တို့ချစ်တဲ့ပြည်သူလူထုအနေနဲ့လည်းကြားကြမှာမှနဲ့နေပေးဖို့ကောင်းပေါ်ရောက်လာတဲ့အရာမှန်သမျှကိုလည်းတတိရှိစွာရှောင်ရှားဖို့နဲ့ဂီယူတဆိုင်ကျမ်းမာရေးကို ကြည့်ဆိုင်ပေးပါလို့မှာပြရစီပြအားလုံးပဲကျေးဇူးပါဟုတ်ကဲ့ပါကိုတူရာရေးတွေ့ရဝမ်းသာပါတယ်အာအခုလည်း community group တွေကအခုတွေမားတွေမောင်နေညီမတွေကအမင်္ဂလာပါဆိုပြီးတော့နှုတ်ဆက်ထားပါတယ်အာဒီအခုပေါ့နော်အခုလက်ရှိမှာဒီစစ်စင်ကြီးပေါ်ဆောင်တဲ့ခါမှာဆိုရင်အခုရဟိုမြေပြင်တိုက်ပွဲတွေထက်ကိုဝီဟင်ကနေပြီးတော့စစ်စင်ရေးနေဆောင်ရွက်တဲ့အခါမှာရှိနေတဲ့အာသာချက်အားနည်းချက်လေးတွေကဘာတွေမြန်ဖြစ်နိုင်မလဲ ဟုတ်ပါတယ်ဗျအာသာချက်ဆိုရင်တော့ကျွန်တော်တို့ရဲ့ drone နဲ့တိုက်ခိုက်လိုက်တဲ့ချိန်မှာရန်သူကအရင်ကဆိုတိုင်းစမသိအာဘယ်ပြေးလို့ပြေးရမှန်းမသိအောင်မှဖြစ်နေတဲ့နေသားတွေရှိပါတယ်သူတို့ညညဆိုလဲအိတ်မရပါဘူးကျွန်တော်တို့ညဖက်ဆိုလဲညဖက်တောက်လျှောက်ဘူတိုင်းကျဲပေးနေတယ်ဆိုတော့သူတို့အနေနဲ့တော်တော်လေးကြောက်ရွံ့တို့လို့တော့လဲအပိုင်းမှာရှိပါတယ်အာနဲ့ချက်အပိုင်းကကြတော့ကျွန်တော်တို့ကို ဒီကနောက်ကနေပြီးတော့ Spotify ပေးမဲ့ budget ကကြတော့ပထမဆုံးအားနည်းချက်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ budget ကိုကျွန်တော်တို့ဘယ်လိုရှာဖွေရမလဲဆိုတာတော့မသိရသေးပါဘူးဒါပေမဲ့တမ်းမှတ်ချိန်ထိကကြတော့ကျွန်တော်တို့ရရှိတဲ့ပမာဏနဲ့ကျွန်တော်တို့ကစကားဆောက်ကိုတနည်းနည်းနဲ့တော်လန့်နေတယ်ဆိုတာတော့ပြည်သူများအသိပြသာပဲဖြစ်ပါတယ်ဗျ ဟုတ်ကဲ့ပါကုတရာရေးကျေးဇူးများတင်ပါတယ်အအခုလိုမျိုးနီးပညာအားသာချက်တစ်ခုဖြစ်တဲ့ drone နေနဲ့အဝေဟင်ကနေပြီးတော့စစ်စင်ရေးတွေထပ်ပို့ပြီးတော့ဒါအများကြီးဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင်အစစ်စင်ရေးမှာကိုကအသာစီးရပြီးတော့ဟိုမြေပြင်မှာရဲဘော်တွေအများကြီးတုံးเสียမလို့တော့ဒီရဲဘော်တွေရဲ့အသက်တွေကိုဟိုအများကြီးကဲ့တင်ရလဲရောက်ပါတယ်ဒီအတွက်ဟိုအလုံးမဲနိုင်ရတာဝန်လေးထမ်းပြီးတော့ ပါဝင်ထောက်ပို့ပေးဖို့လည်းမြေတားရခံချင်ပါတယ်။အဲကိုတိုရာဆက်ပြီးတော့လေဒီညီမတို့ဒီပြည်သူတွေအနေနဲ့ကကိုတိုရာတို့လိုမျိုးစစ်စင်ရေးတွေပေါ်ဆောင်နေတဲ့အခါမှာဟိုစောင့်ရန်ရှောင်းရန်လေးတွေအနေနဲ့ပြည်သူတွေအနေနဲ့ဘာဘာတွေကိုသိထားသင့်လဲဆိုတော့အသိပညာလေးကိုမျှဝေပေးပါအောင်ရှင့်။အာဟုတ်ကဲ့ပါခင်ဗျာ။ပထမဆုံးကျွန်တော်တို့ဟိုဟာမရှင်ထဲမှာပေါ့နော်ကျွန်တော်တို့မရှင်ထဲမှာဆိုရင်ကြုံတွေ့ရတဲ့ပြဿနာကကျွန်တော်တို့ကိုယ်တိုင်လည်း ဟိုဂျုံရတယ်ပေါ့နော်ဒီကအဲ့ဒီလေရလာတဲ့ချိန်နောက်ပြီးတော့လေရအတက်စင်းကိုကြီးတဲ့ channel အဲ့ဒီအပိုင်းတွေကိုကျွန်တော်တို့ကနေပြီးတော့ဥဆောင်ပြီးတော့တော့တော်ပေးရတယ်ပေါ့နော်အဲ့ဒီလေရလာတဲ့ချိန်မှာကျွန်တော်တို့ဘယ်လိုဘယ်လိုဖြစ်မလဲပေါ့နော်အဓိကကျွန်တော်တို့ကအဲ့ဒီစခန်းကုန်းတို့ဘာလို့တက်တယ်ဆိုရင်လေကသူတို့စကားစားဖက်ကလေက အချိန်မကြတော့ဘူးပေါ့နော်လာတော့မှအဲ့ဒီလာတော့မှဟာကိုအဲ့ဒီ enemy Telegram မှာကျွန်တော်တို့ channel ရှိရပေါ့နော် enemy air rock ဆို channel ဆိုပြီးတော့အဲ့ဒီမှာရိုက်ရှာလိုက်မယ်ဆိုရင်ကျွန်တော်တို့လေရအတက်ဆင်ကျွန်တော်တို့နီးတဲ့နေရာရှင်းပြောရင်ကျွန်တော်တို့တော့ကြားတဲ့နေရာကြတော့ကြီးချောင်းကလည်းစစ်ကူလာနေတယ်လို့မျိုးလေချောင်းကလည်းအပြင်းထန်တိုက်ခိုက်လာနိုင်ပါတယ်။အာကျွန်တော်တို့ကျွန်တော်ကြိုးရတဲ့ပွဲဒီမှာဆိုရင်ပေါ့နော်လေရင်နဲ့လည်းပြစ်ခတ်ထိတယ်လို့မျိုးသေဘောနဲ့လည်းပြစ်ခတ်ထိပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ရဲဘော်တွေရဲ့ ဇွဲလုံလဝီရိယအားဆိုင်ထမှုတွေကြောင့်ပဲကျွန်တော်တို့အသက်ဘေးကနေလොမြောက်တယ်ပေါ့နော်စကားဆောက်ကိုဒီထက်ပို့ပြီးတော့တော်လန်နေအောင်ကျွန်တော်တို့ဒီနေ့ထက်ဒီနေ့ထက်ပို့ပြီးတော့မြင်မြန်ပြီးအောင်ပေါ့နော်အိပ်ပြန်ချင်နေတဲ့ကျွန်တော်တို့ပြီးပါမှာပြီးသူအများကြီးရှိပါတယ်ဗျာသူတို့မြင်မြန်အိပ်ပြန်ချင်နေတဲ့စိတ်တွေကလည်းကျွန်တော်တို့မြင်မြင်မြင်တဲ့ခြေတိုင်းမှာကျွန်တော်တို့ခံစားနေရတယ်ပေါ့နော်ကျွန်တော်တို့အသက်ပေးတာအသက်ပေးတာတပိုင်းဓမ္မတစ်ဖက်မှာပြီးသူလူတို့ကအာချွေးသွေးချေးတွေရွေးပြီးတော့သူ တခြားပြည်ပမှာလုံနေရတဲ့မြင်ကွင်းကြီးကိုကျွန်တော်မျက်လုံးထဲကနေမထွက်သေးဘူးပေါ့နော်။အာအဲ့လိုမျိုးလေးတွေမဖြစ်အောင်အတွက်ကျွန်တော်တို့အခုဒီလိုမျိုးကမ်ပိန်းကိုလှုပ်ဆောင်ရချေဖြစ်ပါတယ်။လေကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်တွင်းမှာနေနေတဲ့မိဘပြည်သူများအနေနဲ့ကလည်းကျွန်တော်ခုနပြောသလိုမျိုး S right တိတက်ပြင်ညာပေးနေတဲ့ enemy arrow rope ဆိုတဲ့ channel ကို subscribe လုပ်ပေးကြပါ။ဒီအတက်ဆေးကိုနားထောင်ပေးကြပါ။မပေါ်ဆကြပါနဲ့။နောက်ပြီးတော့ကိုနေတဲ့အေးအောက်မှာဖန်ခံကြေးကို ကျကျဝဝမိသားစုတအေးစာလေးကိုဆောက်ဆောက်လုပ်ထားသိချင်ပါတယ်ဗျအခုဆိုရင်အညာဖက်မှာရန်ငွေတွေတကားကားနဲ့ကျွန်တော်တို့အင်မတောင်မှမနဲ့ခင်မနဲ့ခင်ဆိုကျွန်တော်တို့တကယ်ဦးမစိတ်ကိုထေးပြီးတော့တော်လန်နေရတယ်ပေါ့နော်တကယ်ပါဗျဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါကိုဒူရာကြီးမျှဝေပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အာဒီပြည်သူတွေအနေနဲ့ကလည်းဟိုတရင်တက်ဖွဲ့တွေ ရဲ့ထုတ်ပြန်ချက်တွေမှတ်ကြချက်တွေဟိုလိုက်နာပေးဖို့လဲဒီနေရာလေးကနေတဆင့်တင်ပြလိုက်ပါတယ်အပြည်သူတွေကဆိုရင်လည်းအခု user community group ထဲမှာရှိနေတဲ့ကိုရီမားတွေမောင်နေညီမတွေရာလေကိုဒိုရာတို့ကိုပြောပါတယ်ပြည်သူတာဝန်ကြီးစီရပါမယ်တဲ့ဟိုအခုကိုဒိုရာတို့ဆိုရင်မြေပြင်မှာ ဒါရှိနေတယ်မြေပြင်မှာတိုက်ပွဲဝင်နေတယ်အဲဒီလိုပဲနောက်ွယ်ရနေပြီးတော့ပံ့ပိုးပေးနေတဲ့ထောက်ပို့ပေးနေတဲ့ထောက်ပို့တပ်သားတွေရှိရယ်ဒီတပ်သားတွေကလည်းကိုနိုင်ရတာဝန်ထမ်းပေးခြင်းအားလေကိုဒူရာတို့လိုပဲမြေပြင်မှာရွရွချွန်ချွန်နဲ့တိုက်ပွဲဝင်နေတယ်လို့ပါပဲဆိုတာလေးကိုလည်းဒီနေရာလေးကနေတဆက်သတင်းပါလိုက်ပါတယ်ဟိုကိုဒိုရာကိုပေါ့နော်နောက်ဆုံးအနေနဲ့မင်းချင်းနဲ့မိကွန်လီကဒီ Dragon Squad အနေနဲ့က ဝေဟင်တိုက်ပွဲတွေဘလောက်ဆင်နွှဲနိုင်ခဲ့လဲရရှိခဲ့တဲ့အောင်မြင်မှုတွေသတင်းကောင်းလေးတွေကိုပေါ့နော်ဒီကနေ့ live ကိုနားထောင်ပေးနေတဲ့မိဘပြည်သူတွေအနေနဲ့ကဟိုအားလုံးပီတိဖြစ်ရအောင်မျှဝေပေးပါအောင်နော်ဟုတ်ကဲ့ပါဗျာမမေမီကျွန်တော်တို့စုစုပေါင်းတိုက်ပွဲတိုက်ပွဲ600ကျော်ပေါ့နော်တိုက်ပွဲ600ကျော်ကျွန်တော်တို့စကန်သိအဲစကန်သိကကြတော့ကျွန်တော်တို့၅ချိန်တိုက်တိုင်းဆင်နွှဲခဲ့တယ်ဗျာ အာ600ကျော်ဆိုတဲ့အထက်မှာကျွန်တော်တို့တဝဲခရိုင်ဖက်မှာပါတဲ့ရဲဘော်တွေမှာကျွန်တော်တို့ဇင်ရဲတဲ့ချိန်ကျွန်တော်တို့ရှိတော်တဝဲရှိတော်ဖက်မှာအာဥဆောင်ပြီးတော့လုံဆောင်ရပါတယ်နောက်ပြီးတော့တရဲချောင်းမြို့နယ်ဖက်မှာလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်ဒီလေးတဝဲလေးမြို့နယ်မှာကျွန်တော်ကတော်ယူပြီးတော့ထမ်းဆောင်ရတာဖြစ်တဲ့အတွက်ဒီလေးမြို့နယ်မှာပါဝင်တဲ့ပွဲနဲ့ပွဲတိုင်းမှာကျွန်တော်တို့ပါဝင်ဖြစ်တယ်ဗျနောက်ပြီးတော့စကန်သိပ်ပွဲမှာကျွန်တော်တို့မှတ်မှတ်ရရဆိုရင်ကျွန်တော်တို့ပက်ဒက်စကန်မှာပေါ့နော် ဒီတော့တော့ထမ်းဆောင်နေတဲ့အဲဒီလူငယ်လူငယ်ဘိုင်းပေါ့နော်သူကလူငယ်ဘိုင်းတယောက်ရှိတယ်အဲဒီနာမည်ကကြတော့ဘူလက်တီလို့ပြောရဲဗျဒီရွာလေးကလူတွေကတခြားရွာကိုသူသူတို့စခန်းကနေပြီးတော့ဖျက်ရတယ်ဗျာအမတ်ရှိလမ်းမပေါ်မှာဖျက်တဲ့ချိန်ဆိုရင်သူကမကျေနပ်တဲ့ပြည်သူကိုဆိုရင်သူကအပေါ်ခေါ်နေပြီးတော့ရိုက်တယ်ပေါ့နော်ရိုက်ပြီးတော့သူတို့လက်နာသွားတဲ့အချိန်ကြတယ်သူဆေးဖို့ပြန်ပြီးတော့ပေးရတယ်ဗျာတကယ်ဖြစ်တယ်လားပေါ့နော်တဲ့အဲဒီ case ကြီးရာဒီအဲဒီပဲမျိုးနဲ့တခွင်မာတော့အာ တကယ်အတကူနော်မြော်လက်ဘူလက်တီပေါ့နော်ဒါပေမဲ့အခုကတော့စကန်ကြောက်သွားပါပြီဟိုလိုတိုက်ဖြုတ်လိုက်ပါပြီညာမဟာမိတ်ဘူဝတ်တက်နေတဲ့အဲ့ဒီခြေထိုးကဆိုရင်လည်းကြာခြေကကြာတော့ကျွန်တော်တို့၄ရက်၅ရက်လောက်ကြာပဲပေါ့နော်ခုနကပြောသလိုမျိုးလင်းရင်ကလည်းလာတယ်လို့မျိုးအာတင်းမော့ကလည်းမနာတမ်းထုတယ်ညာအသီးတွေသူတို့ဖက်မှာဘတ်ဂျက်တော်တော်လေးဟိုမှာပေါ်တယ်လို့ပြောရမှာဗျာအဲ့လိုမျိုးကျွန်တော်တို့ကျွေးတယ်ဗျာအသီးတွေဒါပေမဲ့ကျွန်တော်တို့အဲ့ဒီစခန်းကိုပြည်သူတွေရဲ့နောက်ကနေပတ်ပို့ပေးတဲ့အမြင့်တော်တွေနဲ့ကျွန်တော်တို့ အောက်ပွဲဆင်နိုင်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဗျအမိုက်ဟုတ်ဟုတ်ကဲ့ပါကိုဒရာကြီးကျေးဇူးအများကြီးတင်ပါတယ်အာဒါဝေဟင်ကနေပြီးတော့လဲတိုက်ပွဲတွေဖော်ဆောင်နေအဲ့နောက်မှာအောင်ပွဲတွေရာလဲစခုတယ်ဆိုတော့ဟိုကိုဒရာတို့လည်းမြေပြင်မှာဖိကင်ပါစီလုံခြုံပါစီဒါ community crew တွေကအကိုရီမာတွေစူတောင်းပေးနေရယ်အဲသူတို့ဆိုလို့ရှိရင်လေကိုတိုရာတို့အင်းနင်းနဲ့ညီရာအောင်မြင်ဖြစ်ပါသေးဆိုပြီးတော့ ဒါအားလုံးကဆူတောင်းပေးနေရယ်အပြည်သူတွေကလည်းကိုဒိုရာတို့ကိုဘီကင်းလုံးချုံစီခြင်းနဲ့အပြည်သူရဲ့မြစ်တာတွေလွှမ်းခြုံပြီးတော့ပြည်သူရေဘော်တွေအားလုံးကိုဒိုရာတို့အပါဝင် ပြည်သူရေဘော်တွေအားလုံးဒါဘီကင်းလုံးချုံပါစီလို့ဒီနေရာလေးကနေဆူတောင်းပေးပါရယ်ကိုဒိုရာကိုလည်းကျေးဇူးအများကြီးတင်ပါရယ်ဟုတ်ဒီနေ့ဆုနေပြပါစေဗျအားလုံးပဲမင်္ဂလာပါဗျဒါ ကိုတိုရာတို့ကမြေပြင်နဲ့ပတ်သက်တဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးသွားတယ်။အဲဒီထဲမှာဆောင်းရံရှောင်းရံလေးတွေလည်းပြောပြပေးသွားတယ်ဆိုတော့ဒီနေ့ live ကိုနားထောင်ပေးနေတဲ့မိဘပြည်သူတွေအနေနဲ့ကစိတ်နှစ်သက်လိမ့်မယ်လို့လည်းယုံကြည်တယ်။ပြီးပြီဆိုလို့ရှင်ရဲ့ဒီမြေပြင်မှာရှိနေတဲ့ရဲဘော်တွေနဲ့လည်းအတူတူနိုင်ရတော်ဝင်တွေထမ်းရင်းထောက်ပို့ရင်းနဲ့အားလုံးတူတူအောင်ပွဲတွေကိုကြိုပြီးတော့မိဘအောင်ရောက်နေတဲ့သူတွေလည်းအမြန်ဆုံးအိမ်ကိုပြန်နိုင်မယ်။ ြည်တွင်းမှာရှိနေတဲ့သူတွေကလည်းညဘက်ကိုစိတ်အေးချမ်းသာစွာနဲ့အိတ်ဆက်နိုင်မယ်အကုန်လုံးအတွက်ပေါ့နော်ဆက်ပြီးတော့တူတူစူးစမ်းကြပါမယ်